မကြီးတန်ဤကမ္မဖလလူတွေဟာအချို့ကလှပြီးအချို့ကရုပ်ဆိုးတယ်အချို့ကချမ်းသာပြီးအချို့မှဆင်းရဲတယ်အိဋ္ဌာယုံအနိဋ္ဌာယုံရှုပ်ထွေးဆုံတဲ့လောကဇက်ခုံလူတို့ပုံဟာတပြင်းညီတည်းရှိမနေတာတော့အမှန်ပဲဘာကြောင့်မြန်လှလှပပတွေကြီးဖြစ်မနေရတာလဲဘာကြောင့်မြန်ချမ်းချမ်းတသာတွေကြီးရှိမနေရတာလဲ။သူမ၏ဘဝကို စိတ်ပြက်အားငယ်မိတိုင်း ဒီအတွေးဒီမေကွန်းတွေရင်ထဲအသေးသေးအထိနက်နက်နဲနဲတိုးဝင်လာပြီးတနှုံနှုံခံစားရစမြဲငယ်စဉ်ကသူများတွေနောက်ပြောင်လာတိုင်းအမေကိုငိုရိုရန်တွေးခဲ့ဤကျမကိုဘာလို့ခါကောင်းအောင်မွေးခဲ့တာလဲအမေလှလှပပလေးဘာလို့မမွေးပေးခဲ့တာလဲခါကောင်းတာအမေကြောင့်မဟုတ်ပဲသူ့ဘာသာမွေးလာတာပဲဟုကလေးတဘာဝအတိတော်ရှိခဲ့ပါဤသူ့ပေမဲ့မွေးထုတ်ခဲ့သောအမေကိုတရားခံပြုကရန်ရှာသမှုတွေလုပ်ခဲ့မိပေသည် ိုခါမျိုးတွင်အမေကရင်ရင်မောမောပြောခဲ့၏ဟဲ့မိန်ကလေးရဲ့သားသမီးတွေအားလုံးအချောကြီးနင်တယောက်တည်းဘယ်ကအဖွားကြီးဝင်စားမှန်းမသိနေ့ဟာနေကုန်ပြီငါပိုက်ထဲကထွက်လာတာငါဘာတက်နိုင်မှာလဲရှင်မပိုက်ထဲကထွက်လာတာဟုတ်လို့လားကလေးကိုဘာလို့လိန်တာလဲကျုပ်အမိုက်ပုံကကောက်လာပြီးမွေးစားခဲ့တာမွေးစားသမီးမို့အယုတ်ဆိုးတာပေါ့အမေတနဲ့အဖေတနဲ့သူမကိုချစ်စနိုးကြည်စဲနေကြတော့အခါ ရှိုက်ကြီးတငင်ပင်ခြေဆောင်ငိုခဲ့၏အမေကျော်ကိုထူရန်၍အဖေရင်ဘတ်ကိုလည်းကုပ်ဆွဲတော့၏အဖေနှင့်အမေထမရည်တံများတတော်တော်ညံခဲ့သည်သာဖြစ်၏ဆင်းရဲလိုက်တာဘယ်တော့မှမကျွန်ဘွားကလွတ်မလဲမသိဘူးခေါတကတထေးအိမ်မှာနေရပါလင်းနဲ့တထေးကတော်ဝန်းထဲမဝင်မိတာနှားတယ်လူချင်းသည့်အစဉ်တစားပူဇော်၍မရတိုင်းလဲအမေကိုထင်းကော့ဆောင်ချိန်မိပြန်သည်ထိုခါများမှလည်းအမေသည်ရီရီမောမော ဒါလဲနင့်အမားပေါ်မိန်းကလေးရဲ့တတိကရော်ဝန်းထဲဝင်ခဲ့ရင်တတိသမီးဖြစ်ပြီးယတနာတွေတီးနေအောင်ဆင်ရမှာပေါ့ခုတော့နင်ကကျွမဝန်းထဲဝင်လာတာကို ကျွမကမွေးတဲ့တပေါက်မှလေးပဲဖြစ်မှာပေါ့ဟဲ့မေဒီရွက်ကြပင်ပေါက်ပေါ်မှာကြာရဘဝတွင်ပြုံးမွေးနိုင်ပုံရ၏စကနာထိုးပြီးအမျိုးမျိုးရန်ရှာခဲ့စေကောင်မူအမေမှာတော့ဘာခံစားချက်မှရှိရန်မပြအကြီးပင်မပြတ် သူမသာသူမဘဝကိုအလိုမကျဆန္ဒမပြေဝသဖြင့်အမေကိုစိတ်နာရမည်လားအဖေကိုပဲနာကျင်ရမည်လားစဉ်းစား၍မရ။ဦးလေးဒီအကြောင်းတွေပြန်ပြောင်းတွေးတော့ပါဘူးဟုဥကောင်းကိုစက္ကနဲ့ရန်ခါပြစ်လိုက်သည်။စိတ်ကျဉ်တဲ့ချင်းစင်းငယ်များပဲမရှိသောသူမ၏ဘဝအတွက်အစဉ်သဖြင့်စိတ်တက်ကြစွာရှိနေရသည်။ထိုစင်မှာပင်ဖွာကြီးအိုခါကုံကုံ ခုလမ်းပေါ်ကလူနောက်ကလေးတွေမကြားတကြားလှောင်ပြောင်လိုက်ပြန်သေးသည်စဉ်းစားဖို့တော့မကောင်းတော့သည်ဘဝပါပဲသူမမှာမိမသားမို့မှလားခြင်းပဲရှိပါမည်လားအချွေရန်တွေနှင့်ရွှေပုံပေါ်မှာမဆန့်ခြင်းပဲနေပါမည်လားယခုတော့နှုံချလွန်းသည်ဘဝအဆာဆာနေကြရသည် သူတပားချီဘဝအောက်ကမြည်မှုတထေးအိမ်ကအထင်းတော်ဤသမီးသူမကိုယ်တိုင်လည်းကျွန်စင်းရင်ဝင်အထင်းတော် ဆင်းရဲယုံသားမကယုံမလခါကလည်းကုန်းလိုက်ရသည်။သူမကိုမတိသူခက်ရှားရှား၊တိသူကခမများများပါ။အိုမာတန်တီပပဝတီတို့လို သိချောသိမ့်လျနေလဲလူတိများတတ်သည်။ပြင်စပါပြီလို့အကြီးတန်လုံးပြန်နေလဲလူတိမရှားရှိတတ်သည်။သူမလည်းထို့အတူပဲတနေ့လုံးထိုင်ကြည့်တော့မှဘဝင်အသေးရင်ထဲကြီးเสียအလှရှာမရခါကုန်းလာသည့်အကြီးတန်မှတို့ကြောင့်မို့လူနှစ်လိုက်အောင် အနတ္တမိတွင်ပြီးခုတ်ဆုပ်တရားဟူ၍ထင်ရှားခဲ့သည်ပဲယင်းဤသူငယ်သူတွေကတော့သူမ၏အာနေချက်ကိုရက်ဆက်ရင်သည်စွာမခေါ်ပဲဒေါဥတ္တရာဟူ၍အတိမတ်ပြုကြသည်မို့ဂျီစုတင်ရပါသေးသည်သူမ၏အသက်အရွယ်ကြီးရင်လာသည့်တိုင်းလဲဒေါဥတ္တရာဒေါတငယ်မဟူသောအတုံးနှုံးကိုအားလုံးနှုတ်ကြိုးနေကြပေပြီဖယ်သွမ်းမလို့လဲဒေါဥတ္တရာအရှင်မအတွက်ပန်းသွွားဝယ်ဖို့ပါနှုတ်ဆက်လာသူတွေကိုအပြေပေးနေကြစကား အရှင်မအတွက်နေ့စဉ်နဲ့နေ့တိုင်းပန်းဝယ်ဆက်ရသောတာဝန်ကြောင့်ပန်းတယ်ဒေါ်သူမနာအိမ်သူပုံမှန်ရောက်နေ၏ယခုတော့ဒေါ်သူမနာအိမ်သူရောက်သည်နှင့်သူမမျက်မှောင်ကျုပ်ကနှစ်ဖူးတွန့်သွားရပါ၏အိမ်ရှိမှပန်းချင်းများဆိုင်အပြည့်ခင်းထားတတ်မည်ဖြစ်ပါလျက်သူမတွေ့ရတာကတော့ဖြင့်ယခင်နှစ်များနှင့်မတူတမူထူးနေ၏အိမ်ရှိမှဟာလာဟင်းလင်းရှင်းလို့ပြောင်းလို့အိမ်ထဲမှာတော့အိမ်နီးချင်းတွေစီစီကားကား အမိုက်လဲသူကော်စောခင်းသူပန်းလှပြင်းသူခန်းစည်းအစ်စ်လဲလဲတက်ဆင်နေသူတွေပြာရာခက်အလုရှုံနေကြသည်အိမ်နဘေးဝင်းချံတွင်တော့ချက်ပြုတ်နေကြသူတွေချွေတလုံးလုံးဖြင့်သူတို့အားလုံးဤမျက်နာတွေပြုံးပြုံမြူးကြနေ၏စံထပြင်းပြစွာအလိုရှိရသည်တို့ပြေဝသဖြင့်ဝမ်းမြောက်ဝမ်းသာကျေနပ်ကြည်နူးနေကြသည့်ပုံမျိုးဖြစ်သည်စူဆန်းသောမျက်လုံးများဖြင့်စိတ်ဝင်တစားငင်းမောမိစဉ်မှပင်ဒေါ်သူမနအိမ်ထဲကထွက်လာ၏ ဒေါ်ဥဒရာပါလားရောက်နေရကြပြီလားအနာစရာကောင်းလိုက်တာလှမ်းခေါ်လိုက်ရောပေါ့ဒေါ်သူမနာကဈေးတည်ပြီးပြီးပြုံးရွှင်ဖော်ယူစွာစကားဆို၏ခုလေးတင်ရောက်တာပါစိုက်ခင်းထားတာမတွေ့ဘူးဒီနေ့ပန်းမရောက်တော့ဘူးလားဘာရီလုံနေကြရလဲသူမ၏အမေးကိုဒေါ်သူမနာခေါင်းယမ်းလိုက်၏ပန်းမရောက်တော့ဘူးဒေါ်ဥဒရာကျမတို့အိမ်မှာဆုံးကတ်လို့မလို့စီစဉ်နေကြတယ်ပန်းတွေအလားပြင်ပြီးပူဇော်မယ်နေ ူမမျက်နာပြတ်သွား၏။လာရသည့်ခီးကနီနီကလေးမဟုတ်ဒေါ်သူမနာစီကပန်းမရလို့အခြားသွားရှာဖို့လည်းအချိန်မရတော့လူကလည်းအသက်ကလေးထောက်လာသမို့ဟိုနားထီနားသွားတာလောက်ပင်မောချင်းချင်းနေတိုင်းပန်းဆက်နေကြဒီနေ့မရလျင်အရှင်မမျက်နာညူတော့မီပန်းမရောက်လို့မဖြစ်ဘူးထင်တယ်တော့သူမနာရဲ့လေးချက်ဖို့တော့ရောင်းပေးပါနေတိုင်းဝင်နေကြပဲဟာအာရောနာပါရဲ့ပတ်စံဆိုတာနေတိုင်းရှာနေကြပဲ ကုသိုလ်ကအင်မတန်ကန့်ဆက်ပြီးတိုက်ဆိုင်လို့ရတာမလူရသေးပဲဥဥဖျက်ဖျားတော့ဘယ်နည်းနဲ့မှမရောက်နိုင်မှုတော့ဥဒရာသူမစိတ်သက်အကြီးကျယ်ကြသွား၏ရောသူမနာချန်ထွက်ပန်းတွင်နဲတာမှမဟုတ်ပဲဒီနေ့သူမရောက်ခြင်းလို့တတက်ကက်နေတာဟုစိတ်ထဲကမျက်ချင်ချင်းပန်းချိုင်လာသည့်အရှင်မမျက်နှာညှိုးမှကိုလည်းမမြင်ချင်းရှင်ကလည်းမရောက်နိုင်ဘူးလို့အပြက်ပြောနေတော့ကျမမှာအခက်တွေ့ပါပေါ်တော့သူမနာရဲ့ သူမအားဒေါ်သူမနတွေ့ကနေတစ်ချက်ဆိုင်ကြည့်ပြီးနောက်ဂယုနာပြုံဖြင့်ခေါင်းငိမ့်လိုက်သည်ဗုဒ္ဓနှင့်တာဝကတွေကိုဆုံးကမ္မဲ့အလှပွဲမှာပန်းပူဇော်မယ်ဆိုပြီးမယောင်းတော့ဘူးလို့စိတ်ကူးထားတာပါဒီနေ့ပွင့်တဲ့ပန်းတွေကတော့ထူးထူးခြားခြားနေတိုင်းထက်ပိုများပါတယ်ဒီလိုလုပ်ပါလားဒေါ်ဥဒရာဗုဒ္ဓကြွလာတဲ့အထီးဆောင်ပြီးရှင်တရားနာလိုက်ပါလားကိစ္စပြီးစီးတဲ့အခါပန်းပူတွေရောင်းပေးမယ်ကျေနပ်ပလားဗုဒ္ဓဆိုသည့်အသံတရားနာလိုက်ပါလားဆိုသည့်စကားကြောင့် ဦးကောင်းထိမ့်မှခြေဖျားတို့တိုင်တသိမွေးညင်းများတစ်ဖြန်းဖြန်းထွက်သွားပြီးကြောတဲ့အထိဆင့်ဝင်အေးမြသွားရပေသည်တရားနာနေလျင်အရှင်မအဆောင်သူပန်းဆက်ဖို့အရောက်နောက်ကြမည်စိတ်ဆိုးနေနဲ့ဆိုးစီတော့မျက်မှန်တော့ရှား၍အပြစ်ထံကြနေနဲ့ခန်းလိုက်ုံသာရှိတော်သည်ဗုဒ္ဓ၏တရားတော်ကိုနားကြားရမည်အခွင့်အရေးကြုံခဲ့ပါပြီချင်းတရားလဲနိုင်ရမည်ပန်းလဲဝင်နိုင်မည်ဆိုလျင်တော့သူမကောင်းတော်တော်ကလေးညိတ်ပြီး ဒေါသူမနာနှင့်အတူအိမ်ထဲသို့ဝင်လိုက်လာခဲ့၏တအိမ်လုံးပန်းမျိုးစုံဝေးနေသည်ပန်းဖူးပန်းခိုင်ပန်းခတ်ပန်းအိုးပန်းမျိုးမျိုး၏မှုရင်နှံတို့သည်လည်းတင်းပြန့်ကြိုင်နိုင်နေ၏ရွှေနန်းတော်ကြီးလိုမခမ်းနားမထဲဝါတော်လဲစင်ရဲသားတို့ဘဝလှလှပပတန်တန်ပြန့်ပြန့်ရှုချင်စပွဲတင့်တယ်လှပါ၏ဗုဒ္ဓမြတ်စွာကြတော်မူလာသောအခါဗုဒ္ဓ၏အစင်းကျက်တည်တော်ကိုကြည်ညိုလျက်ဂုံတော်၌တဝင်၍နေမိသောကြောင့် မြေတောင်ခက်ရန်ပင်မိလျော့နေသည်တာယာကြီးနှင့်ခြုံမြတော်အတန်ဖြင့်တရားဟောနေစဉ်တခုတည်းသောဧကကတာစိတ်ဖြင့်နာယူပြီးအလွရသည့်တိုင်မှတ်သားထားလိုက်ပါသည်တရားပွဲအဆုံးမှာသောတာပတ္တိဖြူတီကသူမအရိယာနွယ်ဝင် သူတော်စင်ဖြစ်သွားရပါပြီသောတာပန်ဟူသည်မိမိအတန်နှင့်လဲလဲကပြင်စသီလကိုမြဲမြံခိုင်ခန့်စွာဆောက်ထိန်တကြပါ၏တပါးသူတို့အပေါ်၌အပေလားနိုင်သည့်အထီး မနာလိုဝင်လိုစိတ်လည်းမထားတော့ပြီအယူမှားခြင်းမိစ္ဆာဒိဋ္ဌိကိုလည်းတသက်တာအပြတ်ခွာ၏ဖရာတရားတန်ကသီလသမာဓိပညာတိတ်ခါ၃ပါ အတိတ်တန်တရားအနာဂတ်တန်တရားအတိတ်နှင့်အနာဂတ်တန်တရားပရိစ္ဆသမုပ္ပတရားဤ၈ပါးတို့၌ဝိသိကိစ္စယုံမာတန်တရားရှိခြင်းကိုလည်းအကျွမ်းမဲ့ပယ်ဖြတ်၏ခွေးလိုနွားလိုကျင့်သော တိဋ္ဌိတို့ဤလမ်းစဉ်သီလပတာ ပရာမတလည်းမကန့်ညိနိုင်တော့ပြီးတရားတော်ကို တလုံးတပါးတော့မကြံမှတ်မှတ်သားသားနာယူခဲ့ရ၏ပန်းကိုလည်းအတပြားရှိချက်ဖို့နှစ်ဆတိုးရီဝယ်ခဲ့သည်ဒေါ်သူမနအားကြည်စုတင်စကားထက်ကမနာတဖွားဖွားပြောကြမိသည့်အထိစိတ်နှလုံးရှင်ပြုံးဝမ်းမြောက်လာတော့သည် အခါစားနောက်ကျသဖြင့်အရှင်မစိတ်ဆူလျင်ပန်းနှစ်ဆတိုးပေးပြီးဗုဒ္ဓ၏တရားတော်ကိုဓမ္မဒါနအဖြစ်တဆင့်ဖြဲ့ဝင်လက်ဆောင်ပေးလိုက်မည် တရားကြေချောင်းတောင်းပန်နေတော့ရနိုင်ကောင်းပါရဲ့အပြန်လန်းတွင်ပီတိလွှမ်းသောမျက်နှာဖြင့်အပြုံပန်းများလှိုင်လှိုင်ပွင့်နေပြီတော့ဤဗုဒ္ဓမြတ်စွာကကံကံရဲ့အကျိုးကိုယုံကြည်လက်ခံရမယ်လို့ဆုံးမညွှန်ပြခဲ့တာပဲလူသားတွေနဲ့လောက တပြေးညီမရှိမှုကိုဘယ်တကူရှင်ကမှဖန်ဆင်းခဲ့တာမဟုတ်ဘူးတဲ့ကံကပြစ်ချပေးလိုက်တဲ့ကံမမျိုးစီကနေပြီးတရေတီမွေးဖွားလာလို့ကြီးတာဖြစ်ပါတဲ့ တ္တပစ္စယဝေဒနာဝေဒနာပစ္စယတဏ္ဏတဏ္ဏပစ္စယဥပါဒံဥပါဒါနပစ္စယဘဝဘဝပစ္စယသာတိလို့ပရိစ္ဆသမုပ္ပတ်တန်တရာချက်တဲ့ပုံမှာဆိုထားတယ်။အာယုံ အတွေ့မှာခံစားခံစားတော့လိုခြင်းလိုခြင်းတော့ဆွဲလန်းဆွဲလန်းတဲ့အတွက်ပြုလုပ်ပြုလုပ်တာကြောင့်ပရိတ္တရေနေမှုဖြစ်အဲ့ဒီမှာဘဝဆိုတာကမ္မဘဝပဲစေတနာပါတဲ့ပြုလုပ်မှုကို ပါဠိလိုကမ္မလို့ခေါ်တယ်။ကမ္မကနေပြီးကံဆိုတဲ့စကားဖြစ်လာတာပဲ။ကံကောင်းခြင်းရင် ကောင်းတာကိုလို့ကောင်းချိုးခံစားရမယ်။မကောင်းတာလို့တော့မကောင်းချိုးခံစားရပြီးကံမကောင်းသူဖြစ်လာတယ်။ကံကောင်းမကောင်းဆိုတာမိမိတို့ရဲ့အပြုအမူအပြောအဆိုအကြံအစည်းကောင်းမကောင်းအပေါ်တိုက်ရိုက်မှုတည်တယ်။ဒါကြောင့်လဲဘသူမပြုမိမိမှုဆိုတဲ့စကားရှိခဲ့တာပဲ။ပရိစ္ဆသမုပ္ပတ်အနုလောမနီးနဲ့ ကံဟာဘဝတန်တရားအဆက်ဆက်ရဲ့ဆက်စီရပါပဲတန်တရားပြတ်ချင်ရင်ကံကိုဖယ်ရှားပြရမယ်ကံဖယ်ရှားပြဖို့ကတော့ဉာဏ်ဦးစီးတဲ့ပဋိစ္စသမုပ္ပတ်ပဋိလောမနီးကျင့်သုံးရမှာပဲတဏှာမာနဒိဋ္ဌိဆိုတဲ့ပပင်စာမျက်လုံးနဲ့ဘဝကိုအနုလောမရှုထောင်းကကြည့်ရင်ပုဂ္ဂိုလ်တတဝါလို့မြင်တယ်တဏှာမြက်တဏှာမျက်စိနဲ့ဘဝကိုတတ်မှတ်เสียလို့မြင်တယ်မာနမျက်စိနဲ့မတက်เสียအဖြစ်မြင်တယ် ဒိဋ္ဌိမျက်စိနဲ့ကြတော့ဘဝဟာအားကိုးစရာပေါ့ဒါကြောင့်လူတွေဟာဘဝကိုတတ်မှတ်နေကြတယ်မန်တက်နေကြတယ်အားကိုးနေကြတယ်နိဉာဏ်ဥသိတဲ့ပဋိလောမရှုထောင့်ကကြည့်ရင်ဘဝဆိုတာရုပ်နယ်ခန္ဓာအစုအဝေးသာဖြစ်တယ်မက္ခင်မျက်စိနဲ့ကြည့်တော့ခဏတိုင်းခဏတိုင်းမှာဖြစ်လိုက်ပြက်လိုက်ရှိနေတဲ့ဖြစ်ပျက်အစင်သာရှိတယ်အဲ့ဒီမတီးမမြဲဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ဘဝဟာတက်မှတ်စရာလည်းမဟုတ်မန်တက်စရာလည်းမဟုတ် အားကိုးစရာခိုင်မာလည်းမရှိပေဘူး။ဒါကြောင့်ဝိဇ္ဇာဆိုတဲ့အမှန်တိုင်းသိမှုကို အခြေခံပြီးဘဝကိုပဋိလောမရှူထောင်ကညံနဲ့ရှုမြင်သုံးသပ်သွားဖို့အင်မတန်မှအရေးကြီးတာပဲ။ဗုဒ္ဓကိုဖူးတွေး၍ဗုဒ္ဓတရားတော်ကိုနာကျင်ရပြီးသောအခါဝယ်ကံကောင်းကံဆိုးအကြောင်းအကျိုးဖြစ်ပုံနှင့်လောကကြီးတပင်းကြီးမရှိမှုအကြောင်းရင်းကိုနားလည်သဘောပေါက်ခဲ့သည်။ဘဝအပေါ်၌ဉာဏ်အမြင်အမှန်ထင်မှုတို့သည်လည်းပြင်ပရှင်းလင်းခဲ့ရသည် တရားတည်းဟူသောဓမ္မစေဖြင့်လှုပ်လီလှုပ်လက်လေးတွတ်တွတ်ရှိခဲ့သောခြေလမ်းများသည်ပင်တွက်လက်တကြွလာခဲ့ရပေပြီ။လက်ထဲမှကင်ဆောင်လာသောပန်းများနှင့်အတူ သူမ၏စိတ်သည်လည်းလန်းဆန်းလှပမြူကြွားလျက်။သူမသည်ဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်တော်အခါကပင်ဣတတသုကိုပန်းစင်ကနိယတာပြတဲ့ရခဲ့ပြီးသူဖြစ်ပါ၏။ထိုကာလမှစ၍ကဘာတသိမ့်ပတ်လုံး တထေသမီးအဖြစ်နုပြီမှာဘဝပေါင်းများစွာနတ်ပြီမှာဘဝပေါင်းများစွာကာမတုက္ကတိပုံတို့၌သာအခါခါကျင်နေခံစားခဲ့ရပါ၏ဤဗတကပါကတ္တပမြတ်စွာဘုရားပွင့်တော်မူသည့်အခါမှာဗာရဏတိပြည်တွင်တထေသမီးဖြစ်ရပြန်သည် ထိုတရေသမီးနှင့်ခင်မင်းရင်းနှီးသည့်အတဝေါကုန်ခံပြီးသောယဟန္တာထေရီတပါးသည်နေတံကိစ္စများပြီးစီ၍ညနေချမ်းအချိန်ဝဲတရေသမီးဖူးမြော်ခွင့်ရစေရန်ရောက်လာ၏ ်တထေသမီးကကြီးမုံပြင်တွင် တစားစင်အလှပြင်နေ၏အနီးအနားမှာခိုင်းစေရမည်သူတို့တယောက်မှမရှိထေရီမကမလန်းမကန်းမှထိုင်လိုက်သည်တပီးတော့အလှပြင်စဲမှုဝစီကံမနောကံနဲ့ပဲယူတီမျက်နှာရှင်ခိုးပါတယ်တပီးတော့ကိုသနာသဖြင့်လဝက်လက်စားအစင်တစားပူးလေးကိုယူပေးပါအောင်ညောင်ဆောင်ပေါ်ကခေါင်းအောက်မှာရှိပါတယ်ရန်ပြကြံတန်းစွာအမိတ်ပေးခိုင်းစေခြင်းလည်းမဟုတ်ပါ အလွန်ပင်ရင်ကျေးချူတာစွာဖြင့်အကူညီတောင်းသည့်သဘောမျိုးဖြင့်ခိုင်းမိခဲ့ပါ၏ထိုအခါထေရီမားကကြံစမြင့်တွင်ရှည်ရီကိုချူသည်၏ဒီမိန်ကလေးတော့သူခိုင်းနာကိုယူမပေးရင်ငါ့ကိုစိတ်ဆိုးရညူဖွဲ့မိပြီးငရဲရောက်တော့မှာပဲယူပေးပြန်ရင်လည်းသူတစ်ပါးရဲ့အခိုင်းစီကျွံပွားရောက်ရလိမ့်မယ်အပေကြတာနဲ့စာရင်ကျွန်ဖြစ်ရတာကမှတော်ကြည့်သေးရဲ့ထိုအတွေးဖြင့်တထေးသမီးကိုတနာလျက် ထေရီမသည် ခိုင်းစီသော အမှုကိုထား၍ပြုလုပ်ပေးလိုက်၏အမတ်တမဲ့လေးခိုင်းမိသည်ဆိုတော့လေမိမိထက်သီလမြင့်သူဂုံမြင့်သူအသက်ကြီးသူဖြစ်သောကြောင့်သူမသည်ယခုဘဝခုတ်ဆုပ်တရာဖြစ်သည့်အထိဘဝ900တိတိသူတပါးဤအိမ်တွင်အခိုင်းစီကျွမ်းမှဖြစ်ခဲ့ရရှာ၏ခါကုံကြီးဖြစ်ရသည်မှာတော့တပေညူတဖျားရှင်တဆူနှင့်တဆူကြားသဒ္ဒနာပအခါများတွင်ပိစိကဗုဒ္ဓအရှင်မြတ်များပွင့်ထုံးပေါ်ပေါက်တတ်ပါသည် ဂေါရမမြတ်စွာဘုရားပွင့်တော်မူမူမီဗာရာဏသီပြည်၌ဗိမတ္တမင်းပြုစဉ်သူမသည်မောင်မမိတ်တန်တူဖြစ်ခဲ့၏။ညံတော်သို့ဆုံးခံကြွားတော်မူလာသော ပြည့်စေကားဗုဒ္ဓအရှင်မြတ်ရှစ်ပါးအနက်တစ်ပါးသည်ခါနန်းငယ်ကုန်၏။ဤသည်ကိုမြင်သော မောင်မငယ်သည်ကပလာယုံ၍ရွှေကက်ကိုကိုင်ကခါကုံသောပြည့်စေကားဗုဒ္ဓအရှင်မြတ်အသွင်ပမာလှည့်လည်လျက်အဖော်မတို့အားကုန်းကုန်းကွက်ကွက်လှုပ်ပြပြီး၏။ အရှင်မြတ်နောက်ွယ်တွင်လှောင်ပြောင်ပြည့်ရည်ပြုကဟာတိုင်းမိခဲ့ပါ၏ထိုမကောင်းမှုကံစေတနာကြောင့်ခါကုံမဘဝသို့ကြာရဝစ်လေခဲ့ရပေသည် မပြောပါတော့သော အသေးမွားဟုထင်မိမှာကအမတ်တမဲ့ပြုခဲ့သည့်မကောင်းမှုကံဤအကျိုးဝိပတ်သည်ရန်ခါဘဝတန်တရာတလျှောက်ကြောကော့အောင်ခံကြရတတ်၏ငွေပွေးကိုငဲ့သည်ဟုအလိမ့်မဲမပြနှင်းဆိုသည့်စကားကဲ့သို့အကုသို့ကံကိုလည်း ဓာလေးများဟုရောင်မားကပဲမပြုံမိဖို့တင်ငန်းစာယူွယ်ကောင်းလာပါသည်ပန်းတွေမြားလာကြည်လားအမေမောင်တော်ကဒီနေ့ပန်းဖိုးပို့ပြီးချိမြင့်လိုက်လို့လားအိမ်တော်ပါငယ်ကျုံမို့သူမအားအစဉ်ချစ်ခင်စွာပီယဝါစာဖြင့်အမေဟုခေါ်တတ်၏အခါစားနောက်ကြာ၍စိတ်ဆိုးမိလားဟုဆိုရင်မိခဲ့တော်လဲသူမအားခါတိုင်းကဲ့သို့ပင်ပြောဆိုဆက်ဆံလာသည်မြားပြားလာသောပန်းတို့ကိုမြင်ရသည့်ခဏ မိမတို့တပါဝါသဘောကျနှစ်သက်ချင်းရှိသဖြင့်စိတ်ဆိုးရံပင်မေ့သွားလေသလားအရှင်မ၏စိတ်နေစိတ်ထားကပင်တိမ်မွေ့နူးညံ့ပြီးခြုံမြအေးစေသောကြောင့်ပင်လားဝေခွဲ၍မြာဘာပဲဖြစ်ဖြစ်အရှင်မအမျက်တော်မရှာလျင်တော်လာပြီဟုအောင်မြရာ၏ရင်ထဲမှကြိတ်ပြီးဟင်းချလိုက်ရသည်အရှင်မလက်ထဲသို့ပန်းကိုပေးဆက်ပြီးနောက် ပြုမိခဲ့သောအပြစ်တစုံတရားကိုဝန်ခံရတော့မည်မှုခေါင်းငုံချလိုက်သည် ယင်တဲ၌မူပူလောင်ခြင်းမျိုးမရှိ အမှန်တရားကိုယင်ဆိုင်မှုအားပြည့်နေသည်ဘယင်မင်းမြတ်ပန်းပိုးပုံမပေးပါအရှင်မနေ့စဉ်အတပြားရှိချက်ပေးနေကြပါဒါပေမဲ့ခါတိုင်းနေ့တွေမှာလေးချက်ဖိုးတာဝယ်ပြီးကြံလေးချက်ကို ကျွန်တော်မှယူခဲ့မိပါတယ်ဒီနေ့ကျတော့ဗုဒ္ဓရဲ့တရားတော်ကိုနာယူခဲ့ရလို့အရှင်မပေးတဲ့ဥစ္စာကိုခိုးယူခြင်းဆိုတဲ့မကောင်းမှုပြုဖို့ကြောက်လို့ ဝင်လေးပြီးရှစ်ချက်ဖိုးလုံးပန်းဝယ်ခဲ့ပါတယ်အရှင်မ။အရှင်မဤတန်တာသွေးနှုတ်ခမ်းလွာကလေးများပွင့်ဟ၍သွား၏။အံ့ဩသောမျက်ဝင်းများဖြင့်သူမထံစူးစိုက်အကြည့်ရောက်လာသည်။အရှင်မဤမျက်နှာအနေထားပြောင်းလဲခက်ထန်လာလိမ့်မလားဟု သူမမဝင်မရဲအကဲခတ်နေမိ၏။အနှဲငယ်မြသောဥစ္စာပင် ဖြစ်တော်လဲမင်းဗန္တာမှု အမျက်တော်တင်၍အပြစ်ဒဏ်ဆင့်လာရင်းနဲ့ခံရယုံသာရှိပါ၏။ မိမိကိုယ်တိုင်ကမယုသားမဖြောင့်မတ်သောစိတ်ဖြင့်တိတ်တဆိတ်ယူခဲ့သည်မှာနေပေါင်းများစွာ အပြစ်ဒဏ်နှင့်လည်းထိုက်တန်ပါ၏သောတာပန်အရိယာတို့မိသည်လိမ်လည်စကားပြောကြားခြင်းကို အသက်ထက်ဆုံးပြုတော်မူမဟုတ်ပါကြည်ဒီလိုဆိုရင်ဗုဒ္ဓရဲ့တရားတော်ကိုနာကြားနေလို့နောက်ကျတာပေါ့ဟုတ်လားမှန်ပါတယ်အရှင်မမကွယ်မဝက်ဟုတ်တိုင်းမှန်စွာပင်ဖြစ်၏ နေ့တိုင်းအသက်ပြာလေးကျပ်ယူမှုနဲ့ဒီနေ့ပန်းဆက်နောက်ကျတဲ့အတွက်အပြစ်ဒဏ်ပေးရလိမ့်မယ်။ကြည်တော်လည်းတည်သောမျက်နှာထားဖြင့်ပြောလာသည့်အရှင်မထံဖြက်ခနဲလှမ်းကြည့်ကယင်ထဲမှထိတ်ခနဲဖြစ်သွားရပါသည်။ချူတာသောစကတန်ဖြင့်ဆိုတော်လဲသူ၏အေးဖြင့်ရက်ဆက်တော်မီလား။ပင်ကိုယ်စိတ်နှလုံးနူးညံ့ပျော့ပြောင်းသူကျင်နာတနာတတ်သူမှု သူမအားအေးယူပါမီလား။ဝေခွဲမရပါ။ နှလုံးလှုပ်ရှားအခုံများလျက်မျက်နှာကိုအောက်ချထားလိုက်၏။ထားလျင်လဲရှင်တက်လျင်လဲသည် သူတို့လက်ခုပ်ထဲကရည်မှုဘာမှမတတ်နိုင် ဖြစ်လာသည်များကံအကြောင်းတရားပါပဲဟု အောက်မိကသာနေမိ၏။စိုးရင်သွားသလားအမေအတန်ငယ်ကြတော့မှရှင်မထံကစကားသံထွက်လာ၏။ငုံထားသောသူမ၏မျက်နှာကိုဖြင်းညင်းစွာမိုကြည့်လိုက်သည်။တီးခဲ့သော အရှင်မ၏မျက်နှာသည်ယခုတော့ပြုံးယောင်တန်းနေပြီ။ သူမသဘောပေါက်လိုက်ပါ၏သူမအားကြည်စဲစိတ်ဆန်းခဲ့သည်ပဲစိတ်မောဟိုက်ရာမှလွမြောက်မှုတစ်ခုရတကယ်သို့ပင်သက်တစ်ချက်ကြည်ွေဆိုင်မိ၏ဗုဒ္ဓရဲ့တရားတော်တွေကို ပြန်ဟောပြပြီးနိုင်မလားစိတ်ဝင်တစားမိလာသည့်အရှင်မအားကောင်းကျင့်ပြလိုက်သည် အရှင်မ၏အပြုံများသည့်အရှင်မအားပုံမှန်နုပြလှပသွားစေ၏ အရှင်မမျက်နာပေါ်မှတောက်ရှူးကျဲညီနောင်သည်လဲဆူရှား၍အယောင်တောက်ပလာသည်ထင်ပါ၏။ဟောပြနိုင်ပါれ။ဗုဒ္ဓရဲ့တရားတော်ကိုတလုံးတပါးသားမှမကြံအောင်မှတ်သားထားခဲ့ပါれအရှင်မ။ဒါပေမဲ့သူမ၏စကားကိုခေတ္တမြဆိုင်ငံ့ထား၏။အမှန်တကယ်ပြောရမည့်စကားဖြစ်ပါလျက်ဒုနရာဒုတော်နေရာတော်ဆိုသလိုနေရသည့်ဘဝမှုတင့်မတင့်ဝေဖန်ချင်းချင်းနေမိစေ။ ါပေမဲ့ဘာဖြစ်တယ်လဲအမေအမေရှိလာမှဖြေရတာက ပိုကောင်းပါသည်လောကရဲ့အထွတ်အထိပ်မနိုင်ဥရှောင်းတစ်ခွဲဖြစ်တော်မူတဲ့ဗုဒ္ဓရဲ့တရားတော်ဟာလဲအတိုင်းအဆမသိအောင်အနိုင်မဲ့မြင့်မြတ်လာပါတယ်ဗုဒ္ဓရဲ့တရားတော်ကို ဟောကြားဖို့ရာ မြင့်တဲ့မြတ်တဲ့နေရာမှာသာတင့်တော်ပါတယ်တင့်တော်မကအမြင့်မှာတက်ထိုင်ပြီး အရှင်မကအောက်မှာဆိုရင်အရှင်မသည်သူမထက်အသက်ပင်ငယ်နှင့်ကစား မိဖုရားကြီးဟူသောဂုဏ်ဖြင့်ရှေ့ဆက်ပြောရမည့်စကားကို ဝင်လေးလှစွာ တပိုင်းတစနှင့်ရနာပြလိုက်၏ဒီအတွက်မစိုးရိမ်ပါနဲ့အမီဘရင်မိဖုရားမှုလောကအမြင်နဲ့မတင်တော်ဘူးပဲထားမြင့်မြတ်တဲ့တရားတော်ကိုယုံကြည်လေးစားတဲ့အနေနဲ့အနိုင်မှထိုင်ဖို့ဝင်မလေးပါဘူးအမေသာတရားချင်းမြင့်ဖို့ပြင်ဆင်ပါတော့ကောင်းပါပြီအရှင်မ အရှင်မ၏တလွန်ညောင်းဆောင်ကိုတရားဟောပလင်အဖြစ်ဆွမ်းနိုင်သမျှအကောင်းဆုံးဖြစ်အောင်ပြင်ဆင်လိုက်၏။သူမကိုယ်တိုင်လည်းအမွှေးနှံသာထုံထားသည့်ရေဖြင့်တန့်စင်လိုက်သည်။အရှင်မချင်းမြင့်သည့်အဖိုးတန်အဝတ်အထည်ကိုဆင်မြန်းပြီးအိန္ဒြေကိုကောင်းစွာလုံခြုံစေ၍ဗုဒ္ဓ၏ဂုံတော်ကိုရည်မှန်းကာပလင်ပေါ်မှကြစ်လစ်သိသိစွာထိုင်သည်။ပလင်ရွှေမှကျမ်းပြင်တွင်မူအရှင်မနှင့်တကွအချွေရန်အသင်ပင်များကိုင်းညွတ်သောကိုဖြင့် လက်အုပ်ချီလျက်တရားနာယူရန် တိတ်ဆိတ်ငြိမ်သက်စွာရှိကြ၏မူလတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဗုဒ္ဓကို ပထမရှင်ခိုးပါမယ်ဗုဒ္ဓကိုနှလုံးသွင်းလက်အုပ်ချီပြီးယူယူတည်တည်နာယူပါကျွန်တော်မရဲ့ယုံနံခန္ဓာကိုပဓာနာမထာအယုံတပားစိတ်မသွာပဲတရားတော်ကိုသာနာဆိုင်ကြပါတော့ဗုဒ္ဓထံတော်ပေါင်းမှ နာကြားမှတ်သားခဲ့ရသမျှကို တပုတ်တကားဒါပင်မကြံအောင်တေချာကားနာစွာအစဉ်တိုင်းဟောပြလိုက်ရာ တရားတော်၏အဆုံးတွင် အရှင်မနှင့်တကွာရံရွေတော်တို့သည် သောတာပတ္တိဖွ၌တည်ကြလေကုန်၏အကြီးတန်ခါကုံမ၏အစတအလှကို သူတို့မြင်တွေ့ကြရပြီတံပိုးကိုလည်းအတိမတ်ဖြူကြရပြီသူမအားအခိုင်းစေဘဝမှလွမြောက်ခွင့်ပေးလိုက်၏တရားတော်၏ဂုံကျေးစုကြောင့်အနာအဖွဲကျွံဘဝမှကင်းလွတ်ရပါပြီတည်။ဟိုမေပြုပွဲကိစ္စအမှုမှန်သမျှဘာမှမလုပ်ပါနဲ့တော့အမေ မိခင်အရာမှနေပြီးဆုံးမတုန်တင်မှာဆရာအဖြစ်နဲ့နှီးပေးလန်းညွန်ပါဗုဒ္ဓဟောကြားတဲ့တရားတော်မှန်သမျှနာယူမှတ်သားပြီးသမီးတို့ကိုတဆင့်ပြန်လဲဟောပြပေးဖို့အမိတာဝန်ဖြစ်ပါစေတော့သူမအားရှင်မကအစစီကဲ့၍ယူတည်တမှုပြုကြပြီးကုန်ပြီးသူမ၏ယုံ nant ခန္ဓာအစူးသည် ကြီးညိုပွဲမဟုတ်ဓမ္မကိန်းဝတ်နေသောဇေဒီအင်ကြီးအဖြစ်မြင့်မြတ်သောဂုံဆောင်ခြင်းသာလျှင်ဖြစ်ကြောင်းကောင်းစွာသဘောပေါက်ပါ၏ ထိုအချိန်ကာလကစပြီးကောဇံပီပီအတွင်ဗုဒ္ဓကြွမြင်တော်မူလေရာတွားရဖူတွေ့ရစမြေဗုဒ္ဓဟောတော်မူအပ်သောဓမ္မကထာအဖျားဖျားကိုနာယူမသားခွင့်ရစမြေနာကြားအပ်ပြီးသောတရားတော်ကိုလည်းအရှင်မအားပြန်လည်ဟောပြောရစမြေသူမသည်တရားတော်ကိုတစ်ချိန်တစ်ခါနာကြားရယုံဖြင့်အာကုံဆောင်နိုင်သောဉာဏ်ကြီးရှင်ဖြစ်ပါ၏ပညာပါရမီထူးချွန်သူလည်းဖြစ်ပါပေ၏သူမ၏ထိုးထွင်းဉာဏ်နှင့်ပညာပါရမီကို ဗုဒ္ဓကိုယ်တော်တိုင်ကပင်ချီးကျူးလျက်အကြာမြင်ဘူးတုတ္တအရာတွင်အသာဆုံးအမျက်ဆုံးဣတတပွဲကိုပေးသနာတော်မူသည်ဤလူဂုံတူးပွဲတူးကိုသူမအချင်းကြီးရခဲ့သည်မဟုတ်ပေဘာရဏတိနန်းတော်တွင်ဝယ်ပြည့်စည်ကဗုဒ္ဓအရှင်မြတ်ရှိပါအားနုကနာဆွမ်းမှုကိုတပိတ်အပြည့်လောင်းလူလိုက်ရာအရှင်မြတ်များသည်လက်တဖက်နှင့်တဖက်ပြောင်းကခိုင်ကြရကုန်၏အရှင်မြတ်တပါးကိုခါကုန်းဟန်ပြ၍လောင်ပြောင်ခဲ့သောမိမသည် အရှင်မြတ်တို့အားလက်အပူစိန်တက်တာစေသောငါမိမိဤလက်ကောက်ရှိဖက်ဖြင့်တပိတ်ချေပြုရန်လူဒန်းခဲ့ပါသော ကုသိုလ်ကံဤအကျိုးဆက်ဖြင့်ခါကုံ၍အယုတ်ပင်ဆိုးစေကာမူဘူးတုတ္တဣတတပွဲကိုစုကူရရှိခဲ့လေသည်ဗုဒ္ဓမြတ်စွာဤတရားတော်သည်ဆင်းရဲချမ်းသာမခွဲခြားမျက်နှာကြီးငယ်မလိုက်အယုတ်ဆိုးအလှအယုတ်လှနှင့်မဆိုင်ဂုံအနှင့်အမြင့်မရှိပန်းစင်ရည်စုခဲ့သည့်စုထုနှင့်စုစည်းပူးခဲ့သောပါရမီအထုံးတို့သည်တား ပဌာနာဖြစ်နေရာဣတတက်ဖွဲ့တို့ရသောစံပြအမျိုးသမီးစေဦးတွင်ပါဝင်ခွင့်ရခဲ့ပြီးသည်သူမ၏အရှင်မအားပြန်လည်ဟောပြခဲ့သည့်တရားတော်ပေါင်း132တုံးရှိပြီးအဋ္ဌိဝုဒ္ဓအဋ္ဌိဝုဒ္ဓကပါဠိတော်ဟူသည့်အမည်ဖြင့်သင်္ကာယနာတင်ရာတွင်ပါဝင်သည့်အထိပိဋကတ်တော်တွင်စတင်ခံရသည့်အမျိုးသမီးဒူကြီးဖြစ်ပါပေ၏။အဘယ်မှလည်းဆင်းရဲသဖြင့်အားငယ်စရာလိုပါတော့အန်နီ အကြီးတန်းခါကုန်းသဖြင့်အဘယ်သို့လျှင်ဝန်းရဲပဲရှိပါတော့နည်းဗုဒ္ဓဤတရားတော်ဝယ်လောကကိုအဘယ်ဖန်ဆင်းရှင်မှပြုစွမ်းနိုင်သည်မဟုတ်ဖြစ်လာသည်မသောအကျိုးဝိပတ်တို့ဤအကြောင်းကံတည့်ရခံသည်မိမိကိုယ်တိုင်သာတည်ကံကောင်းသူဖြစ်အောင်မိမိသာဖန်တီးနိုင်၏ကံမကောင်းသူဖြစ်အောင်လဲမိမိသည်သာဆွမ်းနိုင်ပါ၏ဘဝဟူသည် အတိတ်တန်တရားမှ မိမိပြုခဲ့သည့်ကောင်းမှုမကောင်းမှုကံစီမံရအတိုင်းသာခံကြရ၏ကံကိုမထိန်ချုပ်နိုင်လျင်နှွေဦးဤလေယူတိုက်သောရွက်ကြွေပမာလွင့်ချင်ရလွင့်ပြီးဖြစ်ချင်ရဖြစ်တတ်ပါ၏ဖြစ်ချင်ရဖြစ်တတ်သောကံကိုထိန်ချုပ်နိုင်ရင်မှကဝိပဿနာဉာဏ်သာလျင်ဖြစ်ပေတော့၏